PUBG Mobile ရဲ့လက်ရှိထွက်ရှိထားတဲ့ update version 3.8နဲ့အတူတွေ့ရတဲ့ classic နဲ့ပတ်သက်ပြီးသိထားသင့်တဲ့ feature အသစ်များ event နဲ့ပတ်သက်ပြီးအသေးစိတ် video တော့တင်ပေးပြီးသွားပြီဖြစ်ပါတယ် video လေးကိုမကြည့်ရသေးဘူးဆိုရင်တော့ video လေးကိုကြည့်ဖို့ပြောလိုပါတယ်ဗျာ classic မှာအမြဲလိုလိုတွေ့မြင်ရမယ့်ပထမအဆုံး feature အသစ်ကို ပြောရမယ်ဆိုရင်တော့ portable mat pad C8 တဲ့အိပဲဖြစ်ပါတယ်ဒါပေမဲ့ပုံမှန် C8 နဲ့မတူပါဘူးကိုယ့်အဖွဲတငယ်ချင်းကိုသွေးဖြည့်ပေးလို့ရတာမျိုးရှိပါတယ် shop ကနေလည်းဒီ C8 ကိုဝယ်လို့ရပါတယ်နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ attachment အသစ်တွေ့မြင်ရတာမျိုးရှိပါတယ်နာမည်ကတော့ heavy stock လက်ရှိ tactical stock အသုံးပြုလို့ရတဲ့ဂန်ဒီမှာဒီ heavy stock ကိုလည်းအသုံးပြုလို့ရမှာဖြစ်ပါတယ် tactical stock ကတော့တကယ်ချင်းနေတည်တဲ့အတိုင်းပဲ recoil တနက်ခါတော့အတိုင်းတာတစ်ခုထိထိမ့်ပြတာမျိုးရှိပါတယ်ဒီက heavy stock ကိုကြည့်မယ်ဆိုရင်တော့ tactical stock ထက်ပိုပြီးမှကျွန်တော်တနက်ခါတွေပါကြီးထိမ့်ပြီးမှဖြစ်ပါတယ် DM မှာအတွက်လည်းတော်တော်လေးကိုကောင်းတာမျိုးရှိပါတယ်တကယ်ချင်းတော့အနေနဲ့ဒီ attachment အသေးကိုစမ်းကြည့်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ cracking မြေပေါ်မှာတွေ့မြင်ရတဲ့ sticky bomb ကိုကြည့်မယ်ဆိုရင် irangle မြေပေါ်မှာလည်းတွေ့မြင်ရတာမျိုးရှိပါတယ်တခြားမြေပေါ်မှာကျွန်တော်တွေ့မြင်ရလားမတွေ့မြင်ရအောင်လားဒါကတော့ န်လက်တွေ့ပေါ်ရတခြားမြေပုံတွေမစိုးရသေးတော့ confirm တော့မပြောနိုင်ပါဘူးဗျာ။ဒါပေမဲ့ Irangel မြေကိုမှတော့တွေ့မြင်ရတာမျိုးရှိပါတယ်။နေရင်ကတိုင်းမှာဘုံပဲဖြစ်ပါတယ်။တိုင်းမှာပြီးသွားတဲ့ဒီကောင်ပေါက်ခွဲတာမျိုးရှိပါတယ်။ကားဒီပါတွေမှာကက်ပြီးမှလည်းကားဒီပါတွေပေါက်ခွဲလို့ရတာမျိုးရှိပါတယ်။ဒါပေမဲ့ဒီကတိုင်းမှာအတန်ရောကြားရမှာဖြစ်ပါတယ်။တကယ်ချင်းလို့လည်းတိုင်းမှာအတန်ကြားလိုက်တာနဲ့အနေမှာ sticky bomb ရှိရဲဆိုတာတီးလို့ရရဖြစ်ပါတယ်။ချက်ချင်းကျော်ရှောင်မှုလိုတာဖြစ်ပါတယ်။ Garrickin မြေပုံမှာကြည့်ရမယ်ဆိုတော့မြေရောက်လိုင်းကူတွေပါတွေ့မြင်ရတာမျိုးရှိပါတယ်။ဒီအဝတွေပါတွေဖြက်စီဖို့အတွက်ဒီ sticky bomb တွေပါတွေအသုံးပြုတာမျိုးရှိပါတယ်။ ပြောချင်တာအရန်ဂယ်မြေပေါ်မှာလည်းလာမယ့်အချိန်တွေမှာပို့ရမြေအောက်လိုင်းကောင်းတွေဝိုင်းထဲပေးကောင်းထဲပေးနိုင်တာဖြစ်ပါတယ်ဒီအတွက် sticky bomb အခုကလေးက PUBG Mobile ဘက်ကနေထဲပေးတယ်လို့လည်းကျွန်တော်ကတော့ထင်ပါတယ်တငယ်ချင်းတို့ရောဒါနဲ့ပတ်သက်ပြီးမှဘလို့မြင်လဲ comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီ update ကနေ cycle mount နေရင်လည်းတနက်ပြစ်လို့ရပြီဖြစ်ပါတယ် SMG တို့ pistol တို့ပြစ်လို့ရတာမျိုးရှိပါတယ် cycle တို့စပိန်တို့ mount နေရင်လည်းတနက်ပြစ်လို့ရပြီဆိုတော့ဒီ feature ကတော့ mic တယ်လို့ပြောလို့ရပါတယ်ကိုနောက်မှာရန်သူတွေဝိုင်းလိုက်လာပြီဆိုရင်တော့ကိုကတယောက်တည်းရှိတယ်ဆိုရင်တော့တနက်ပြစ်ပြီးမှလည်းရန်သူတွေကို damage ပေးလို့ရတာမျိုးရှိပါ ပါရယ်ဗျာနောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ့်ဆိုရင်တော့လက်ရှိအချိန်ထိတကယ်ကျလို့ motor ရင်းတို့ vehicle တို့တော်တော်လေးကိုပျက်စီးသွားတယ်ဆိုရင် gahi 2000နဲ့ပြင်လို့ရတာမျိုးရှိပါတယ် တိုင်းမဲ့ဒီရဲ့ဂဟေ26ကိုကြည့်ရမယ်ဆိုရင်တော့ဘိန်းနေပါတယ်လို့ပြင်ပေးတာမျိုးမရှိပါဘူးဗျာဒီ update ကနေကြည့်မယ်ဆိုရင်တော့တာယာတွေပါတွေးမြင်ရတာမျိုးရှိပါတယ်တာယာတွေပါတွေကိုကြည့်မယ်ဆိုရင်တော့ပုံမှန်မြေပေါ်မှာတွေးမြင်ရတာမျိုးရှိသလို shop ကနေလည်းဝယ်လို့ရပါတယ်တာယာတွေပါတွေကိုယ့်ရဲ့ကားမှမရှိတော့ဘူးဆိုရင်တော့တာယာတွေပါတွေကျော်တက်လို့ရတာမျိုးရှိပါတယ်ဒါမဲ့ကျော်ဒီရဲ့တာယာကိုကြည့်ရမယ်ဆိုရင်တော့ job point မှာနေရာစားမှဖြစ်ပါတယ်ဒါမဲ့လည်းဒီ feature ကိုကြည့်ရမယ်ဆိုရင်တော့မစိုးဘူးလို့ပြောလို့ရပါတယ်ဗျာတာယာတွေပါတွေပြောင်းဝင်မှတကယ်ကျော် travel လုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ motor ရင်းနေပောက်ကွေးတာနဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်လက်ရှိ းအချိန်ဒီမော်တော်ယာဉ်တွေတကယ်ကျလုံးဝတနက်ပစ်လိုက်တယ်ဆိုရင်တော့မီတောက်ဝီမှာတခါတည်းပောက်ကွဲတာမျိုးရှိပါတယ်။ဒါပေမဲ့ဒီ update ကနေရှိမယ်ဆိုရင်တော့ပောက်ကွဲမှုအသေးစားအရင်ပြမှာဖြစ်ပါတယ်။ပောက်ကွဲမှုအသေးစားပြီးတော့မှပောက်ကွဲမှုအကြီးလာမှာဖြစ်ပါတယ်။ပောက်ကွဲမှုအသေးစားတကယ်ကျတော့အချက်ပြတဲ့သဘောပဲဖြစ်ပါတယ်။ပောက်ကွဲမှုအသေးစားဖြစ်လိုက်တာနဲ့တကယ်ကျချက်ချင်းပေါ်ဗျာကားကနေစင်းမှုလို့တာဖြစ်ပါတယ်။ပောက်လစ်ဆိုတော့ချက်ချင်းပေါ်ဗျာခဏဆိုရင်ပောက်ကွဲမှုအကြီးလာမှာဖြစ်ပါတယ်။နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုရင်တော့ဒီ update ကနေဒီ Rondo မြေပေါ်မှာကြီးမယ်ဆိုရင် shop ကနေအာရမ UI ဇက်ကိုမာလို့ရတာမျိုးရှိပါတယ်။ဝယ်လို့ရတာမျိုးရှိပါတယ်။တကယ်ကျတော့ PUBG Mobile ဆို လာတာတော်တော်လေးကိုကြာပြီဆိုတော့ဒီရဲ့အာရမယူရဇက်ကိုကောင်းကောင်းမောင်းမှုကြပါလိမ့်မယ်ကျွန်တော် flagon နဲ့ပေါ့ဗျာ zone အပြင်မှာဒီရဲ့ airdrop ခေါ်လိုက်တယ်ဆိုရင်ဒီရဲ့ brdm မချလာပဲဒီရဲ့အာရမယူရဇက်ချလာတာမျိုးရှိပါတယ်တစ်ချိန်လုံးကပေါ့ဗျာအခုချိန်မှာကြည့်မယ်ဆိုတော့ brdm ချလာတာမျိုးရှိပါတယ်ဒီရဲ့အာရမယူရဇက်ကိုကြည့်ရမယ်ဆိုတော့ကြည်တွေပါတယ်တော်တော်လေးကိုကာကွယ်တာမျိုးရှိပါတယ်အထဲကနေလည်းတကယ်ကျိုးဘာမှပြစ်လို့မရပါဘူးဗျာဒီအာရမယူရဇက်ကို game ထဲမှာ pubg mobile ဘက်ကနေပထမအုပ်ဆုံးချင်းဘယ် update မှာထည့်ပေးခဲ့လဲတကယ်ကျွန်တော် comment မှာခန့်မှန်းသွားလို့ရပါတယ်ဗျာနောက်တစ်ခု feature အသင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ ultimate royal ချစ် ူတွေအတွက်ပဲဖြစ်ပါတယ် Ultimate Royal မှာကြည့်မယ်ဆိုရင်လက်ရှိအချိန်အထိပေါ့ဗျာ Irangal မြေပုံနဲ့ဒီမနော်မမြေပုံတွေးမိရတာမျိုးရှိပါတယ်ဒါပေမဲ့ဒီ update ကနေကြည့်မယ်ဆိုတော့ Sandok မြေပုံလည်းပါလာပြီဖြစ်ပါတယ် Sandok မှာလည်းတကယ်ကျောင်းချမ်းရတော့မှာဖြစ်ပါတယ်နောက်တစ်ခု feature နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ AI teammate ပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တစ်ချိန်လုံးက video အသေးစိတ်တင်ထားပြတာရှိပါတယ်ကိုယ့်ရဲ့တကယ်ချင်းက game နဲ့ကနေထွက်သွားတယ် line တွေပါတယ်ကျသွားလို့ game နဲ့မှပြန်ဝင်လာလို့မရတော့ဘူးဆိုရင်ကိုယ့်ရဲ့ teammate တကယ်ချင်းနေရာမှာ AI ကအစားထိုးမှာဖြစ်ပါတယ်သူကကိုယ့်ကို revive တွေပါတယ်လုတ်ပြီးမှဖြစ်ပါတယ်ရန်သူကိုကူပစ်မှာဖြစ်ပါတယ်သူကလည်း zone တွေပါတယ်သွားမှာဖြစ်ပါတယ် ီလိုပုံစံ AI teammate ကိုတွေးမြင်ရမှာဖြစ်ပါတယ်။ကောင်းလည်းမစိုးလို့ပြောလို့ရပါတယ်။ Okay ကျွန်တော်အခုဖော်ပြပေးသွားတာတော့ PUBG Mobile ရဲ့လက်ရှိထွက်ရှိထားတဲ့ update version 3.8မှာတွေးမြင်ရတဲ့ classic နဲ့ပတ်သက်ပြီးမှ feature အသစ်တွေကိုဖော်ပြပေးလိုက်တာဖြစ်ပါတယ်။တခြား feature တွေကိုကြည့်ရမယ်ဆိုရင် Metro Rail လို့ home နေမှာလည်း feature အသစ်တွေပြောင်းလဲမှုတွေတွေးမြင်ရတာမျိုးရှိပါတယ်။ကျွန်တော်တခြားပေါ်ရပြောဖို့ miss ဖြစ်သွားတဲ့ feature တွေလည်းရှိကောင်းရှိပါလိမ့်မယ်။ရှိရဆိုရင်တော့တကယ်ကျွန်တော် comment မှာ share လုပ်သွားပေးလို့ရပါတယ်ဗျ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျ။တကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျ။အခုလို video ကြည့်ရှုပေးတဲ့တကယ် င်ခြင်းအားလုံးကိုလည်းကျွန်တော်ထူပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။